မင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မလဝသားနဲ့ဇလဗရညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဗလာ16ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလဝသားခံမှန်းချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီကနေ့အော်တိုဗလာ16ရက်နေ့အတွက်ထူးခြားမလဝသားများအနေနဲ့ဗင်္ဂလားပလင်အော်မှာလေပြင်းအားနဲ့ရဝင်းဖြစ်လာနိုင်ခြေတဲ့တောင်တရုတ်ပင်လယ်ပြင်ရှိအပူပိုင်းမုန်တိုင်းဖြစ်လာတော့မယ်လေဝေလိုင်းအကြောင်းနဲ့မြန်မာနိုင်ငံရှိမုတ်တုံလေးဆုတ်ခွာမှုအခြေအနေတို့ကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်ပထမဆုံးအနေနဲ့အိန္ဒိယမူလဝတ္ထဌာနမှနောက်ဆုံးထုတ်ပြန်ထားတဲ့အနောက်တာမုတ်သုံးလေးဆုတ်ခွာမှုအခြေအနေကိုဖော်ပြပေးသွားမှာဖြစ်ပါရရှင်အိန္ဒိယမူလဝတ္ထဌာနထုတ်ပြန်ချက်အရအိန္ဒိယနိုင်ငံအလဲပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနိုင်ငံများပိုင်းအလဲပိုင်းဒေသများမှာအော်တိုမလ14ရက်နေ့တွင်အနောက်တာမုတ်သုံးလေးဆုတ်ခွာပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်ကိုတွေ့ရပါသည် မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတစ်ခုလုံးမှပုံမှန်အနောက်တာမုတ်သုံးလေးအပီးတိုင်ဆုတ်ခွာရက်အော်တိုဘားလ15ရက်နေ့ဖြစ်ကြောင်းထုတ်ပြန်ထားတော့လဲအော်တိုဘားလ15ရက်နေ့အထိမုတ်သုံးဆုတ်ခွာကြောင်းထုတ်ပြန်ခြင်းမရှိသေးပါဆက်လက်ပြီးမင်္ဂလာပလင်ဟော်ရှိအမြင်ပေး9000ခန်းမှာဒေပွေလိုင်းအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပလင်ဟော်အနာတာမိုင်တွင်ဖြစ်ပေါ်နေသော အမြင်ပေး9000ခန်းတိတိမ5ကီလိုမီတာမှာလေဝေလိုင်းသည်တမီနာတူပြည်နယ်တာမိုင် ကမရီယိုအနီးမှာဆက်လက်တည်ရှိနေပါတယ်အဆိုပါလီဝေးလိုင်းဒီအော်တိုဘားလ21ရက်နေ့မှာ23ရက်နေ့တွင်လေပြင်းအာနေယဝင်ဖြစ်လာနိုင်ပြီ ECMWF နဲ့ GFS model များမှာအော်တိုဘားလ26ရက်နေ့တွင်အားကောင်းသောလေပြင်းအာနေယဝင် depression ဖြစ်လာနိုင်ကြောင်းစုတင်ခန့်မှန်းချက်များကိုအိန္ဒိယမူလဝတ္ထဌာနမှထုတ်ပြန်ထားပါတယ်လေပြင်းလိုင်းဆက်လက်ဖြစ်ပေါ်လျက်ရှိသည့် area အခြေဝင်သောကြောင့်အားကောင်းသောလေပြင်းအာနေယဝင်ဖြစ်လာပြီးရနောက်ဆက်လက်ဦးတည်၍လျား နိုင်မည်လာရသည် ECMWF မော်ဒယ်မှာအရိတာပြည်နယ်တောင်ပိုင်းနှင့် Andhra Pradesh ပြည်နယ်ဘက်သို့လကောင်း GFS မော်ဒယ်မှာ Bangladesh နိုင်ငံဘက်သို့လကောင်းဖြေလျာနိုင်ကြောင်းအသေးစိတ်ခန့်မှန်းထားပါသည်ဆက်လက်ပြီးတောင်တရုတ်ပလဲရှိလေပွေလိုင်းအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါသည်တောင်တရုတ်ပလဲသို့ဆက်လက်ရွေလျားဝင်ရောက်လာမည်လေပွေလိုင်းသည်အော်တိုဝါလာ18ရက်နေ့တွင်ဖိလစ်ပိုင်နိုင်ငံမြို့တော်မလီနာမြို့၏အရှေ့ဘက်မိုင်၄၉၀ခန့်သို့ရောက်ရှိလာပြီး အပူပိုင်းမုန်တိုင်းအစဉ်ဖြစ်လာနိုင်ကြောင်းအနာဘတ်သို့ဆက်လက်ရွေ့လျားပြီးအော်တိုဘားလ18ရက်နေ့ညတွင်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခိုက်ပြီးရနောက်အော်တိုဘားလ19ရက်နေ့နေ့လယ်ပိုင်းတွင်တောင်တရုတ်ပင်လယ်အတွင်းသို့စတင်ဝင်ရောက်လာနိုင်ကြောင်းအော်တိုဘားလ21ရက်နေ့ညတွင်ဟောင်ကောင်တောင်ဘက်မိုင်၂90ခန့်အကွာတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိလာနိုင်ကြောင်း ECMWF model မှာစတင်ခန့်မှန်းထားပါသည် တောင်တူပလဲပြင်းမှာဖြစ်ပေါ်လာနိုင်သည့်မုန်တိုင်းအရှိန်သက်ရောက်မှုသည်ပြီးခဲ့သည့်တိုင်ဖွန်မုန်တိုင်းများလောက်ပြင်းထန်နိုင်မည်မဟုတ်ဟုခန့်မှန်းရပါသည်။အော်တိုဘားလ21ရက်22ရက်နေ့များတွင်တောင်တူပလဲသို့ဝင်ရောက်ပြီးရနောက်ဆက်လက်ဖြစ်ပေါ်နိုင်သည့်အခြေအနေကိုဆက်လက်ဆောင်ကြည့်ရပါမည်။ဆလပီမူလဝတ္ထနှင့်ဆလပီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလဝတ္ထအခြေအနေကိုတင်ပြပေးသွားပါမယ်။ဘင်္ဂလားပလင်အခြေအနေဘင်္ဂလားပလင်အရှေ့မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်အထင်အထင်မှတိမ်ထူထန်နေပါသည်။ တပ်ပလီပလဲပြင်းနဲ့ဂျမင်္ဂလာပလဲအော်ရိုရဲမောက်တော်လေးအာနေနေပါတယ်။ယနေ့ညနေထိခမ်းမန်းချံစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားရန်ကုန်တိုင်းဒေသကြီး KRP နဲ့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနေပြီးတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း AOD တိုင်းဒေသကြီးသတင်းဆိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာဆဲဆဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချောင်းရမည် ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်။နေပြီးတော့မိုးတစ်ချိန်နဲ့ချိန်ထစ်ချောင်းရမြီရန်ကုန်ကဘာအင်းနေရာကွက်ချာမိုးထစ်ချောင်းရမြီမန္တလေးနေရာကွက်ချာမိုးထစ်ချောင်းရမြီဘက်ကူနေရာကွက်ချာမိုးထစ်ချောင်းရမြီမကွေးနေရာကွက်ချာမိုးထစ်ချောင်းရမြီဟောင်မလင်းနေရာကွက်ချာမိုးထစ်ချောင်းရမြီမုံရွာနေရာကွက်ချာမိုးထစ်ချောင်းရမြီပတ်သိမ်းမိုးတစ်ချိန်နဲ့ချိန်ထစ်ချောင်းရမြီဓာဝဲမိုးတစ်ချိန်နဲ့ချိန်ထစ်ချောင်းရမြီညကြီနာမိုးတစ်ချိန်နဲ့ချိန်ထစ်ချောင်းရမြီ ။လိုက်ကမူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။ဖတ်အန်းမူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။ဟာခါနေရာကွက်ကြားမူးထစ်ချုံရမည်။မော်လမြိုင်မူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။စစ်တွေနေရာကွက်ကြားမူးထစ်ချုံရမည်။လာရှိုးနေရာကွက်ကြားမူးထစ်ချုံရမည်။တောင်ကြီးနေရာကွက်ကြားမူးထစ်ချုံရမည်။ကျိုင်းတုံနေရာကွက်ကြားမူးထစ်ချုံရမည်။မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေနဲ့ စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်များပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျာရာနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီလက်ခြင်းနဲ့မိုးတိကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခမန်းချံအနောက်တောင်ပေါ်တွင်လေသည့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှဆုတ်ခွာနိုင်ပါသည်။ နေပြည်တော်နဲ့နေတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချံနေရာကွက်ကြားမုတ်စ်ချုံရမည်ရွာရံရံလုံးပြည့်ဖြစ်ပါရင်ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချံနေရာကွက်ကြားမုတ်စ်ချုံရမည်ရွာရံရံလုံးပြည့်ဖြစ်ပါရင်မန္တလေးမြို့နယ်နေတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချံနေရာကွက်ကြားမုတ်စ်ချုံရမည်ရွာရံရံလုံးပြည့်ဖြစ်ပါရင်မြမပင်လေပြင်လှိုင်းနေငယ်မှလှိုင်းတင်တန်းရှိမည် လိုင်းမြင်မှာမြမကယ်ရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့မူလဝတ္တနှင့်ဇလဗီရညွန်ကြားမှုဦးစီးဌာနရရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။မြေကြီးနာမြေငါလမခန့်ထက်ကြောင့်မိခညဏ်ဒီမှ၁၂နှစ်အတွင်းမြေကြီးနာမျိုးဤမိခမြင့်ဆုံးဘူးချိန်35.3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးဘူးချိန်16.8ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ မြကျနာမြေသည်ဆိုရင်မှ1000စင်တီမီတာသို့ရရှိရန်100စင်တီမီတာ26ပေကြောခန့်အလိုရင်းရရှိနေပါသည်။မြည်အတဲကြပုံမှန်နေထားခန့်မှရှိနေပါမယ်။ထိုကဲ့မြည်ကျနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။အီယော်ဒီမြေအထက်ပိုင်းမှာမိုးအားသင့်တင့်ရှိနေပါသည်။ရန်ဖန်ရန်ခါအီယော်ဒီမြေဆောင်ထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရွာသွန်းခြင်းများကြောင့်မြကျနာမြေကြားစင်နေရာမှပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ EOD မြင့်အထက်ပိုင်းမိခါမြင့်နဲ့မိခါမြင့်ဝမ်းဒေသများမှာငိုတိတ်တောင်ဖြစ်ထုံးမှုအားနေငယ်ရှိနေပါတယ်။ EOD မြို့တရှာနဲ့ချင်းနှမြို့တရှာမြကန်းဒီမြင်းနေဒေသများနဲ့မြင်းလူကျများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလောသားများ EOD မြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနှမြို့အခြေအနေခန်းတီးမြို့ငါလမခန့်ထက်ကြမိခါညနေမှ7နာရီတွင် မုံရမြင့်ရင်နလမခန့်ထက်တဲ့မနေ့ကညနေမှ7နာရီတွင်ချင်းတွင်းမြင့်အတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်ထုခဲမြင့်ကြီးနိုင်တဲ့အချိန်တွင်မတွေ့ရှိသေးပါရှင်ခန့်တီဟောမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမြေတို့မှာဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်မင်းကင်းမြင့်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင် ပြောင်းလဲကြဆင်းနိုင်ပါတယ်ကနေမြို့မြေအနေငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြည်လဲကြဆင်းနိုင်ပါသည် မုံရွာမြို့မြင့်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းတွင်ပြည်လဲကြဆင်နိုင်ပါသည်။အေယာဝတီမြို့၏ချင်းနှင့်ဗမောရှေကူကတ်သားမြို့မြင့်တို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်နေပါမည်။ထီချမြင့်ရင်အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနှင့်နှစ်ဖက်နှစ်ပိုင်းတို့တွင်ပြည်လဲကြဆင်နိုင်ပါသည်။တပိတ်ချင်းမြင့်ရင်ဖြည်းဖြည်းချင်းဆက်တန်နေပါအောင်မည်။မန္တလေးမြို့ရင်အနေငယ်ထက်ချနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။ စကိုင်းမြည်ရင်အနေငယ်ထဲကြာနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နေ့ပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ညမိုးပခောက်ကူညအုံးကြောင်းနဲ့မင်းမှုမြည်တို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။မက်ခွေအွန်လန်နဲ့ပြမြုပ်မြည်တို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်သားဟင်္ဒရာနဲ့ဇလုံမြုပ်မြည်တို့မှာပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။အေယဝတီမြည်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင် အချိန်နဲ့တပြည့်ညီတင်ပြပေးသွားပါမယ်။ ဗီဒီယိုလေးကိုအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘောအဘီအန်ဒီရဲ့ကနေကြင်ဝေးကြပါစေလို့ Phone You Media Channel ကနေဆုတောင်းပေးလိုက်ပါရရှင်ဆု